အောင်မမင်္ဂလာပါညီကိုနေကောင်းဆက်မှချမ်းသာကြပါစေဒီနေ့မှာကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ငါးပွဲရှိတယ်ဖူလမ်အဘတန်အက်ဆွစ်ဘရန်ဖို့ဆောက်တန်နမ်လန်ဖီလီဝူဘရိုက်တန်ဘုံမောင်းနဲ့အက်စတိုမီလာတို့ပွဲစဉ်တွေဖြစ်ပါတယ်ဒီပထမဦးဆုံးအနေနဲ့ဖူလမ်နဲ့အဘတန်ရဲ့ပွဲစဉ်မှာတော့အင်ရှင်ဖူလမ်တဲ့တလုံး90နဲ့ဘုံမောင်းကြီးနှလုံး60ရှင်းလာပြထားတယ်ပေါ့နော်ဇေယအနေထားတွေကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်တင်ပြတဲ့ဖူလမ်ကအစဉ်ဆက်ကမှရှိရ50တမအဘတန်အစဉ်ဆက်4မှရှိရ39မှာပေါ့နော် ဒီဟာဒီပူလာမတင်အိမ်ဝင်ရှုံးမှာ၅ဝဲရှိတယ်ဗောနော်အိမ်ဝဲမှာဆိုရင်တိုက်ဆက်က26ကိုရတာတွေ့ရတယ်ဗောနော်အဗရန်တင်ရဲ့ဒီဟာဒီအဝေးဝင်ရှုံးမှာ9ဝဲရှိတယ်တိုက်ဆက်က17ကိုရပြီးကို20ရှိတယ်ဗောနော်ဒီနှစ်တင်ရဲ့ပထမအကြော့ကိုကြည့်မှာဆိုရင်11ဆိုတဲ့ရတာနဲ့ပြီးဆုံးထားတာလည်းတွေ့ရတယ်လက်ရှိပူလာတင်ရဲ့ကာရာဖောင်၅ဝဲကိုကြည့်မှာဆိုရင်9ဝဲနိုင်3ဝဲရှုံးဒီဘာဝအတင်းကိုအိမ်ဝဲမှာ32နဲ့နိုင်တယ်အဝေးဝင်မှာ7နဲ့အောင်21နဲ့နိုင်တယ်ဗောနော် ရှောင်းလာတာဘုံမောက်ချက်စီအက်စတွန်ဗီလာကမှရှောင်းထားတာတွေ့ရတယ်။ဘယ်မှာအတင်းရဲ့လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တစ်ဘွဲနဲ့နှစ်ဘွဲတည်ရင်နှစ်ဘွဲရှောင်းသူဆော့ထားတဲ့နောက်ဆုံး၅ဘွဲမှာဆိုရင်၄ဘွဲကိုအောင်ကြထားပါတယ်တစ်ဘွဲကိုဘောဖြစ်ထားတယ်ပေါ့နော်။နိုင်ထားတာကတော့ Forest ကို1-0နဲ့နိုင်တယ်။အတေးကြထားတာက Arsenal 1-1ရှိမယ်။ပြီးတော့ Ipswich 2-2ရှိမယ်ပေါ့ဗျာ။ ။အပထမဆိုရင်တော့အဓိကတော့ကျွန်တော်ကစားသမားတွေကိုချိမယ်ဆိုရင်တော့ကျွန်တော်ဒါ line နဲ့ထွက်တဲ့ချိန်မှာပေါ့နော်သူတို့ရဲ့အဓိကကစားသမားတာကော့စကီကိုရမားမဆိုပက်ဖုတ်ဘောနော်မက်နီလ်ပေါ့ဗျာကွင်းလာမှာဆိုရင် NDA ကကျွန်တော်ခုနကိုထည့်ထားတယ်ပေါ့နော်ဒါကွင်းလာကစားသမားတိုက်စမှုဗီတိုဆိုရင်ခုနကိုထည့်ထားတယ်မက်နီလ်က၄ကိုထည့်ထားတယ်ပေါ့နော်ဆိုကျွန်တော်ဘောလုံးဖန်တီးမှုပိုင်းမှာဆိုရင်ဂေးရှိမယ်ပြီးလို့ရှိရင်မက်နီလ်ရှိမယ် ပင် actually young လို့ရှိမှာပေါ့ဗျာကျွန်တော်တိုက်ဆက်မှာအဓိကအရေးအကြီးဆုံးကတော့ကျွန်တော် debate တို့ပေါ့နော် debate တို့ပါလာပါကျွန်တော်ဒါဝဲဝက်ပစာသမားတို့တခြား check လုပ်ကြည့်ပါနော် line up ပေါ့နော် mac mail လို့ bit တို့ပါလို့ရှိနေတော့ပတ်ပါလိကောင်းတယ်ပေါ့နော်ပလန်ဖက်မှာကြည့်မယ်ဆိုရင်ပလန်မှာဆိုရင်တော့အများဆုံး၉သွင်းထားတာတော့ Hemina ရှိမယ်ဆယ်လုံးပေါ့နော် LSOB က၉လုံး Munes က၈လုံးပေါ့ဗျာဒီ Munes ကတော့မပါတော့ဘူးညာ သူကတိုင်ရန်ရှိရပေါ့နော်တိုင်ရန်နဲ့ပွဲပက်ထားတယ်တိုင်ရန်ကြောင့်သူပွဲပက်ရှိရပေါ့နော် LSIOB ဆိုလို့ရှိရင်ကျွန်တော် Go နဲ့ Access တော်တော်လေးကောင်းတယ်ပေါ့နော်ဒီကစားသမားမှာဆိုလို့ Channel Central Reach လို့ Lucky လို့ပေါ့ဗျာမင်းရဲ့စကဒီကစားသမားရဲ့လွဲချော်မှုရှိတယ်ပေါ့နော်အဲကျွန်တော်တို့ Avatar မှာဆိုရင် Takoski ဒါတော်တော်လေးကိုနားရပေါ့နော် Mangala Takoski ဒီကစားသမားရဲ့မပါဘူးပေါ့နော် head to head အနေထားလေးကိုကြည့်မှာဆိုရင်ဒီနေ့တင်းတွေးကြတာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင် ျွန်တော်တစ်ချိန်မှ9ပေါ်ကြာခရတာဖူလမ်31နဲ့နိုင်ထားတဲ့အဲဒါကပေါ့နော်ဒီ9ချိန်မှာဆိုရင်အဘာဒန်တဲ့တစ်ချိန်တစ်ခါမှမနိုင်သေးဘူးပေါ့နော်အဘာဒန်တဲ့အနေအထားတည်ရင်လည်းအရှုံးမရှိရနိုင်ထားတာဆိုတာမရှိဘူးဒီနေ့တဲ့နိုင်ကြရအောင်မှာတော့ဖူလမ်54နဲ့အဘာဒန်22ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်ပေါ့နော် Next to odds ကိုကြည့်မယ်ဆိုရင်ဖူလမ်အနိုင်ကိုပြား80ပေးထားပါတယ်တည်ရင်ကတော့40အဘာဒန်အနိုင်ကို50ပေးထားတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်ဂူပေါင်းအောက်ကြိုက်ပါတယ်ဂူပေါင်းအောက်ကြိုက်တယ်ကျွန်တော်နည်းနည်းလေးအရင်ဆုံးမှာ Everton Body ကြိုက်ပါတယ်ဒီပွဲစဉ်တစ်ပွဲကတော့ SWG နဲ့ Brentford ရဲ့ပွဲစဉ်ဖြစ်တယ် Brentford အတင်းကတလုံး29ဂူပေါင်းကြီးတောင်း20ရှုံးကြမှာဖွင့်ထားတယ်ပေါ့နော်ဒါကြရအနေထားကိုကြည့်မယ်ဆိုရင်အချင်းအသင်းဖြစ်တဲ့ SV ကတန်းစင်းသွားရပါတော့အဆင့်18မှာ22မှာ Ramford အသင်းကတော့အဆင့်9မှာ52မှာသူ့အပေါ်မှာဘုံပေါင်း53ပေါ့ဗျာ ဘရန်ဖို့တင်ရတော့ကျွန်တော်ယူရိုပါလိယူရိုပါကွန်ဖရင့်စ်လေးဝင်ကြလဲအကြောင်းအမရှိတော့ဘူးဘောနော်အဲကျွန်တော်ဒါအဆင့်9မှာပဲကျွန်တော်ရှိနေတယ်ဘောဗျာလက်ရှိ so ဒီနေ့တင်ရကျွန်တော်ပထမအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဘရန်ဖို့တင်ရဖိုးသတိဆိုတဲ့ရလာနဲ့ကျွန်တော်နိုင်ရတာလည်းတွေ့ရတယ်ဘောနော်အဘရန်ဖို့ကတော်တော်လေးတိုက်စစ်လဲကောင်းတာတွေ့ရတယ်လက်ရှိ SW7 တင်းကာရာဖောင်၅ဘွဲကိုကြည့်ရမှာပဲ၂ဘွဲသိ3ဘွဲရှုံးထားတယ် ပရေချထားတာဆယ်စီကိုတူတူဆော့ထားတယ်ဘက်ဘာတောင်တူတူဆော့ထားတယ်ဒါတွေအဝေးဘက်မှာဖြစ်တယ်ပေါ့နော်ဝင်ဘက်မှာဆိုအာဆင်နယ်ကို0-4နဲ့ရှုံးတယ်နယူကာဆယ်ကိုလည်း3-0နဲ့ရှုံးထားတာတွေ့ရတာပေါ့ဗျာရမ်ဖိုးရဲ့လက်ရှိကာရာဖောင်ကြည့်မယ်ဆိုလို့ရှိရင်တော့3ဝန်းနိုင်တော့ပွဲတရေကနိုင်ထားတာမန်ယူ4-3 Forest 2-0 Brighton 4-2ပေါ့နော်အာဆင်နယ်နဲ့ Chelsea တို့ကိုတရေဆော့ထားတာတွေ့ရတယ်ပေါ့နော် ျွန်တော် brand ဖို့မှာဆိုလို့ရှိရင်ကျွန်တော်အရင်အရေးကြီးတဲ့ကစားသမားအချို့ရှိရပါတော့။ဒါဆိုကျွန်တော် MOV ဆိုရင်16ကိုထည့်ထားတယ်ဒီနေ့ premium လေးမှာပါနော်။ WhatsApp ဆိုရင်16ကိုထည့်ထားတယ်ဗျာ။ပြီးလို့ရှိရင်ကျွန်တော်ကွင်းလမ်းမှာဆိုရင် dam scratch ရှိမယ်။ forum funding မှုပိုင်းမှာပါနော်။ calling ရှိမယ်ပြီး MOV ရှိမယ်ပါနော်။ဒါ forum funding မှုပိုင်းမှာအကောင်းဆုံးစာသမားတွေပါနော်။ကျွန်တော်ထင်တယ်ဒီ switch ကတော့ဒီဟာပါနော်။ကျွန်တော်ဒါ brand ဖို့ရတိုက်စစ်ကိုလွယ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ပါနော်။ S switch ကိုကြည့်ရမှာ S switch မှာလည်းအထုတ်ကစားသမားတွေပေါ့နော် day david ဆိုတဲ့ကစားသမားတွေနောက်တန်းကစားသမားဒီကောင်အနီးကရှိတယ်ဗျာဘန်းရှိမယ်မူရီရှိမယ်ကိုယ်သမားအတိတ်ကကိုယ်သမားလည်းကျွန်တော်ဒိုင်ယာနဲ့ဒိုင်ယာရှိတယ်ဗျာကစားနိုင်မှာမဟုတ်ဘူးနော်ပက်တော်လေးအားနဲ့နေမလို့ကျွန်တော်တော့ထင်တယ်ဗျာဒီပွဲစဉ်မှာ S switch ကပေါ့နော်ဒီနှစ်တင်းကကျွန်တော် head to head အနေထားတွေကိုကြည့်မှဆိုရင်တော့ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး premier league ပွဲစဉ်ကတော့တပွဲပဲရှိတယ်ပေါ့နော် brand 4 3နဲ့နိုင်ထားတဲ့ပွဲပေါ့နော် နိုင်ငံရောမှာတော့ brand for 8300ကျောင်းတို့မှာပြထားပါတယ်။ဒါကျွန်တော်တို့က wise web ပေါက်ကြီးကိုကြည့်မယ်ဆိုရင် brand for အနိုင်ကိုကြား60ပြထားတယ်။တရီကို၄ဆပြထားတယ်ပေါ့နော်။ switch အနိုင်ကိုတော့60ဆလောက်ပြထားဒီပွဲစဉ်မှာကျွန်တော်ဘယ်လိုပဲနေနေက brand for ပဲကြိုက်တယ်။ brand for အတင်တရီပန်းလောက်နဲ့တော့နိုင်မှာမထင်နဲ့ brand for အတင်နဲ့ဘူပေါင်းအပေါ်ကြိုက်တယ်ဗျာ။နောက်ထပ် project တစ်ပွဲက Man City ရဲ့ပွဲပေါ့နော်။ Man City ရဲ့နှလုံးကိုတက်တယ်ရှင်။ ဘူဘောင်းကလေးလုံးတရားစားဆုံးမှာပေးထားတယ်ဗောနော။မန်စီးတီးကအနည်းဆုံးတတိစီနဲ့နိုင်မှုလို့လည်းဘော်ဒီကျဲအောင်ဘူဘောင်းကြီးကအနည်းဆုံးလေးလုံးထည့်ဖို့လို့ရဗောနော်။ဇေယအနေထားကိုကြည့်မယ်ဆိုမန်စီးတီးအဆင့်တောင်းမှာရှိတယ်64မှာမန်စီးတီးရဲ့အောက်မှာအဆင့်၄မှာနယူကာဖဲ63မှာအဆင့်၅မှာချယ်ဆီ63မှာဗောနော်ဒီအဆင့်ဆင့်ရှိတာတွေ့ရတယ်ဗောနော်။မန်စီးတီးရဲ့အဝေးဝန်းကိုကြည့်မယ်ဖန်တီးရီ6ပွဲရှုံးထားတယ်ဗောနော်တိုက်ဆက်က28ခုရထားရမှာ ရမကနဆံငါမရထားဘောနောသောတနာနတန်းစင်းသွားပြီဗျာဒီဒီနဲ့တင်းရပထမအချော့ရလက်ကိုချိမှဆယ်မန်စီတီရတင်းရ1 V ဆိုရရလက်နဲ့ပဲအနိုင်ယူခဲ့တာလည်းတွေ့ရတာဗောနောကျွန်တော်သောတနာရခံရတော့ကောင်းတယ်ဗောနောခံရလက်ရှိကျွန်တော်တို့သောတနာအတင်းရကာရဖောင်၅ဘွဲကိုချိမှဆိုရင်တဘွဲတည်ရ၄ဘွဲရှုံးစပောက်ရှုံးနဲ့ဗီလာကိုရှုံးနဲ့ဖူလာမိုရှုံးနဲ့လက်စတာကိုရှုံးနဲ့ဗောနောတည်ကြတာတော့ကျွန်တော်တို့ဒါ passamina တက်ကို11 short ဟာလေးတွေ့ရတယ် မန်စီးတီးရဲ့လက်ရှိကာရာဖောင်ချီမှာဖွင့်တော့၄ဘွဲ9တဘွဲ3ပဲเนาะနိုင်ထားတာခရစ်စတာကွာလီဖိုင်း2 Everton 2 Z Aston Villa 2 and 1 0ဖြစ်တာလည်းတွေ့ရတယ်ပေါ့เนาะမန်စီးတီးရဲ့ဒီဘက်နောက်ပိုင်းထဲမှာတော်တော်လေးပြောင်းကောင်းလာတာတွေ့ရတယ်ပေါ့เนาะ tactics တွေလည်းတော်တော်လေးကောင်းလာတာတွေ့ရတယ်တွေ့ရတယ်ပဲရှိကျွန်တော်မန်စီးတီးမှာဆိုလို့ရှင်တာဒီက main ပေါ့နော်ကျွန်တော် preventive lineup ရှိမယ်ကွာဒီယိုရှိမယ်စတာဘင်းရှိမယ်ပေါ့နော် အဲ့ဒီဟာလန်း22ကိုထည့်ထားတယ်ကျွန်တော်ဟာလန်းကတော့မစွန့်နိုင်တော့သေးဘူးပေါ့နော်ကိုဒန်ခုနှစ်လုံးပေါ့နော်မာမုစက6လုံးပေါ့နော်ကိုအများဆုံးပြင်ထားတဲ့ကစားသမားတွေပြီးရှိမှဆိုရင်ဒိုကူ3လုံးရှိမှဘာနန်ဒိုဆီလ်ဘာ3လုံးရှိမှပေါ့နော်ကိုဘချစ်ကကျွန်တော်6ကိုရှိတယ်ပေါ့ဗျာဘောလုံးဖန်နေမှုဘိုင်းမှာတော့စာပင်ရော8ချိန်ပြီးဝင်ဒီဘိုင်းနာက9ချိန်နဲ့ဒိုကူက6ချိန်ရှိတယ်ပေါ့နော်ဆိုကျွန်တော်တော့မလွယ်တော့ဘူးလို့ထင်တယ်ဆောက်တန်နိုင်ဘူးပေါ့နော် ခတ်တူဟတ်အနေထားတွေကိုကြည့်မယ်ဆိုတော့ဒီနှစ်သိန်းတွေးကြတာနောက်ဆုံး9ချိန်မှာဆိုလို့ရှိရင်မန်စီးတီးအသင်းကလုံးဝကျွန်တော်ဒီချိန်တစ်ခါမှမရှောင်ထားဘူးပေါ့နော်3ချိန်နိုင်ထားတဲ့နှစ်ချိန်ကတော့တည်ချထားလဲတွေ့ရတယ်ပေါ့နော်နိုင်ဂျီးရီးယားနောက်မှာတော့မန်စီးတီးအသင်းက63ရာခိုင်နှုန်းဆိုမှပေးထားတယ် Wins to Os ကိုကြည့်မယ်ဆိုရင်မန်စီးတီးအနိုင်ကို18ပြားပဲပေးထားရဗျာအတရေကို၈၃နဲ့၆၅အနိုင်ကိုဆက်နှက်ဆပေးထားတယ်ဒီပွဲထဲမှာတော့ မလွယ်လောက်ဘူးစောက်တန်တန်ပေါ့နော်မန်စီတီအတင်းနဲ့ခြိုက်ပါလေမန်စီတီအတင်းအနည်းဆုံး4စီးလောက်နဲ့တော့နိုင်သွားမှာဖြစ်တယ်မန်စီတီဘော်ဒီမှာဘိုးဘောင်းအပေါ်ခြိုက်တယ်ပေါ့နော်အပွဲစဉ်တပွဲအရဝူးနဲ့ဘရိုက်တန်တို့ရဲ့ပွဲစဉ်တပွဲဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာလေဗယ်တစ်ဖယ်ရှုံးဘရိုက်တန်အတင်းပြထားတယ်ပေါ့နော်ကူပေါင်းကြီး390နိုင်ပေါ့နော်ဆရာအနေထားလေးကိုကြည့်မှဆိုရင်ဒီနှစ်သင်းမှာတော့ပင်ရှင်သင်းပြတဲ့ဝူးက73မှာရှိတယ်42တက်မှာပေါ့နော်ဘရိုက်တန်အဆင့်တစ်ဆယ်59မှာ ဒီရာဒီကျွန်တော်ဒါဟုတ်အတင်းအိမ်ဝန်ပွဲတင်နေမှာဆိုရင်သူက၉ဘွဲရှုံထားတယ်ပေါ့နော်။တိုက်စစ်ကတော့၂၆ဘွဲရထားတယ်ပေါ့ဗျာ။တော်တော်လေးကောင်းတယ်တိုက်စစ်မထိုးပါဘူး။ဒါကျွန်တော်ဒါ Brighton ကိုချိန်မှာဆိုရင်အဝေးဝန်ပွဲနဲ့၆ဘွဲရှုံထားတယ်။ဒါသူကခံစစ်မကောင်းဘူးဗျာ။ပထမအချောကိုချိန်မှာဆိုလို့ရှင်တူးတူးဆိုတဲ့ရလာနဲ့ပြီးဆုံးထားတာတွေ့ရတယ်။လက်ရှိဟုတ်အတင်းရကာရာဖောင်၅ဘွဲကိုချိန်မှာဆိုလို့ရှင်တော့၄ဘွဲနဲ့၁ဘွဲရှုံမှာနော်။ Eswich, Spa, Manju, Leicester, Man City ကိုဝန်စီနဲ့ရှောင်းထားပါတယ်။ Brighton ကိုကြည့်မယ်ဆိုရင် Brighton ကတော့တပွဲနိုင်တဲ့ပွဲတည်နေပွဲရှောင်းထားတယ်ပေါ့နော်။နိုင်တာကတော့အိမ်ကွင်းမှာ West Ham နဲ့တက်ဖို့ဖြစ်တဲ့အိမ်ကွင်းမှာ Newcastle တည်ရဖို့တယ်။အင်္ဂလန်မှာလက်စတာကိုတည်ဆောက်ထားတယ်ဗျာ။အဝေးကွင်းမှာဘရန်ဖို့ကိုရှောင်းထားတာတွေ့ရတယ်။အဝေးကွင်းမှာခရစ်စတာပဲလစ်ကိုရှောင်းထားတယ်တွေ့ရတယ်ဗျာ။ ကျွန်တော်ဘူးဖက်မှာကြည့်မယ်ဆိုရင်အဓိကကစားသမားကတော့ကုညာပဲဗျာကုညာမင်းပဲ rating account လောက်ကစားသမားကုညာရှိမယ်ဒါ nuri ရှိမယ် line man ရှိမယ်ဒီကစားသမားတွေအမင်းပဲနော်ဒီရသည်တော်တော်လေးအံ့ဩဖို့ကောင်းတယ်ကုညာဆို15လုံးထည့်ထားတယ်ဗျာပြင် lasen ရှိမယ်ဗျာ lasen 73ကို nuri က၄လုံးပေါ့နော်မြန်မာဘက်ဖန်ပြီးပေးတဲ့ကစားသမားတွေကြည့်မယ်ဆိုကုညာ6ချိန်ပေါ့နော်ဒီလိုရှင် nuri က9ချိန်ရှိမယ်ဗျာ ဘီလ်ဂိတ်က6ချိန်ရှိတယ်။သင်ဂိုမန်ရှိမယ်။ဒီကစားသမားရဲ့အဓိကမင်းပါပဲ။ဒါကျွန်တော်ဒါ line နဲ့ထွက်တဲ့ချိန်မှာအဓိကဒီကစားသမားရဲ့ပါမှာပါပါနော်ကျွန်တော်ချက်ချီချီပေါ့ဗျာ။ writer မှာဆိုလို့ရှိရင်တော့ကျွန်တော်အဓိကဂျောင်းပက်တူ10လုံးပေါ့နော်။ wall back က9လုံး၊ mitoma 9လုံးပေါ့နော်။ဒီကစားသမားရဲ့မင်းပါပဲ။ဘောလုံးဖန်တီးမှုပိုင်းမှာဆိုတော့ဂျောင်းပက်တူရှိမယ်။ မင်းတက်စီမဲ့ပြင်ဝဲဘက်စီမဲ့ဒီကစားသမားတွေမင်းပါပဲကျွန်တော်ကလိုင်းနဲ့ထွက်တဲ့ချိန်တိုင်းကျွန်တော်အချက်ကြည့်နေချင်တယ်ဗောနော် right time မှာမှဆွဲနေကြောင်းပက်ဒိုမပါဘူးဗောနော်တတိုက်ဆက်မှာနည်းနည်းလေးနစ်နာမယ်ဗောဗျာ change မင်းနာမပါဘူးကြမ်းပါဘူးဗောနော်အဲ match မှာပါနိုင်လို့ video မှာတော့50 50ပတ်တာတော့တဝူးဖက်မှာဆိုတော့အဓိက lesson ဗောနော်ဒီကစားသမားအကောင်းဆုံး region ထဲမှာ lesson ဒီကစားသမားမပါဘူးဗောဗျာ တူဝက်ပိုင်းကိုချိန်မှာဖန်ဒီနှစ်တင်းတွေ့ရတာနောက်ဆုံး၅ချိန်ဆိုလို့ရှိရင်၄ချိန်ကမှ5ဝက်ဖြစ်ထားတွေ့ရတယ်ဗျာ။ Brighton တဲ့အများအားတာလီရတာတွေ့ရတာ။ Brighton တဲ့နောက်ဆုံးတွေ့ရတဲ့၅ချိန်မှာဆိုလုံးဝမချုံထားဘူး။၃ချိန်နဲ့၂ချိန်ကတော့တည်ကြထားတယ်တွေ့ရတယ်ဗျာ။ Manchester တော့မှာတော့ဝူပတ်တင်းက40ရာခိုင်နှုန်းနဲ့ Brighton အသင်းက29ရာခိုင်နှုန်းဆိုမှပြေးထားရပေါ့နော်။ဒီပွဲစဉ်ရဲ့ once to osco team အဖွဲ့ဥပနိုင်ကိုနဆာခွဲတရီကိုနဆာခွဲနဲ့ brighton အနိုင်ကိုနဆပြထားတယ်။ဒီပွဲတဲ့အနိုင်ကြီး my to os ကိုကြည့်မှဆိုရင်ဘုပအနိုင်ကိုတုံးကြတရီကိုနဆခွင့်နဲ့ရိုက်တဲ့အနိုင်ကိုလည်းနဆကိုပြထားရပါတော့။ဒီပွဲတဲ့မှာကျွန်တော်တို့ဘုတင်းတူ score ရဲ့ဆိုတာချိန်ပါလေ။ပြီးရင် body my asian ပြင်ပြတဲ့ဘုပအတင်မဲ့ချိန်တယ်ပေါ့နော်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဘုံမောင်းနဲ့ဒီလာလို့ရပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာအင်ရှင်ဘုံမောင်းက level 30ရှောင်း9ပေါင်းကြီး190နဲ့ဆုံးဖက်နာတယ်ပေါ့နော် ဇယားကိုကြည့်မယ်ဆိုလို့ရှိရင်အရှင်ဘုံမကအဆင့်၈မှာရှိရ93မှာအစတမီလာကတော့အဆင့်9မှာရှိရ60ပေါ့နော်ဒီနှစ်ပင်ကြားမှာခုနမတောင်ပွားရဲပေါ့ဗျာဘုံမအတင်းရဲ့အင်္ဂွန်ပွဲစဉ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်သူ6ပွဲရှုံးထားတဲ့အင်္ဂွန်မှာပေါ့နော်ဒါမှပေးကူက15ကူလို့ရှိရပြီအတင်းအင်္ဂွန်ပွဲစဉ်မှာဆိုရင်အစတမီလာရဲ့အဝေးဝင်ပွဲစဉ်ကြည့်မယ်ဆိုရင်10ပွဲရှုံးထားတယ်ပေးကူကများတယ်20နဲ့ကူလို့ရှိရပေါ့နော် ဒီနှစ်သိန်းရပထမအကျော်ကိုကြည့်မှဆိုလို့ရှိရင်ဝမ်းဝမ်းဆိုတဲ့ရလာနဲ့ပြီးဆုံးထားတာလည်းတွေ့ရတယ်ပေါ့နော်လက်ရှိကျွန်တော်ဘုံမအတင်ရကာရာဖောင်၅ဘွဲကိုကြည့်လိုက်မှဆိုရင်၅ဘွဲနိုင်၃ဘွဲရှိမှာလက်ရှိဘုံမအတင်ရကာရာဖောင်၅ဘွဲကိုကြည့်မှဆိုရင်၅ဘွဲနိုင်၃ဘွဲတည်ပေါ့နော်ဒါနိုင်ထားတဲ့ဘွဲစဉ်တွေကတော့ပင်ခွန်းမှာဆိုရင်ခူလာမို့ဝမ်းသီးနဲ့နိုင်တယ်အဝေးခွန်းမှာဆိုအဆင်နဲ့တူဝမ်းနဲ့နိုင်ထားတယ်ဗျာအဲ့ဒါကြောင့်မို့လဲ level 30ပြရတာတူပါတယ် အစတူမီလာရဲ့လက်ရှိကာရာဖောင်ငါဘောချိမဲ့ပဲ419တပွဲရှောင်းမန်စီတီကို21နဲ့ရှုံးထားတာပေါ့နော်နှစ်သိန်းလုံးကာရာဖောင်တော်တော်လေးကောင်းနေတာလို့တွေ့ရတယ်ပေါ့နော်အစတူမီလာမှာဆိုရင်တော့အခုတော်တော်လေးကောင်းတော့ကြတာမှလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်နက်ခလီမန်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ကမာတီနက်ရှိမယ်ရောဂျာရှိမယ်မော်ဂန်ရောဂျာပေါ့နော်ဟိုလီဝက်ကင်းဆန်ငါလုံးထည့်ထားတယ်ရောဂျာရှစ်လုံးထည့်ထားတယ်ဗျာဒူလန်ဒူလန်တော့မရှိတော့ဘူး နော် rest code 6လုံးပါဗျာအဆန်စီ3ခုဥနာနာ3ခုပါဗျာဒီကစားသမားတွေအဓိကမှန်းပါကျွန်တော်ဘောလုံးဖန်တီးမှုပိုင်းမှာဆိုဖယ်လီမန်ရှိမယ်ဥလီဝတ်ချင်းရှိမယ်ပရောဂျာရှိမယ်ပါဗျာဒီကစားသမားတွေအဓိကကျွန်တော်ဒါလိုင်းနဲ့ထွက်လိုင်းတွေချက်လိုက်တတိထားကြည့်ပါနော်ဘောမဖက်မှာဆိုလို့ဖြစ်နေစားသမားကောင်းနေရှိရပါနော်ဖလိုက်ဘက်တူရ ်အယ်ဗစန်တို့ကျွန်တော်နော်ဆင်မင်းယိုတို့ဒီကစားသမားတွေအဓိကပါပဲပြောလို့ရှိမှာပေါ်လုံးတန်ဒီမူပိုင်းမှာကာကက်စ်နောက်ကမှဆိုင်ကာကက်စ်ရှိမှာလို့နော်ဖက်တီဟက်အပိုင်းအောင်ချိမဲ့ဒီနေ့တင်တွေ့ရတာနောက်ဆုံး၅ရက်မှာပြောလို့ရှိရင်ဘုံမတော့တင်ရဒီချိန်မှနိုင်ထားတယ်ပေါ့နော်နှစ်ချိန်ကပြည်လာနိုင်ပြီနှစ်ချိန်ကနှစ်ချိန်ကပြည်ကျထားတယ်တွေ့ရတယ်။နိုင်ချိန်ကတော့မှာတော့ဘုံမောက်က43ပြည်လာ35 ဝိုင်းစရာအော့ကိုကြည့်မှာဆိုလို့ရှိရင်တော့ဘောမအနိုင်ကိုနတ်စကွယ်နဲ့တရေကို၄သဗီလာအနိုင်ကို၃သပြထားရပါတော့ကျွန်တော်တို့ဒီပွဲစဉ်မှာယခုလက်ရှိဒါချန်ပီယံလက်ဒါမို့ယူရိုပန်လက်ဝင်ဝင်တနေရပါတော့ယူရိုပါကွန်ဖရင့်လက်ဝင်ဝင်တနေရအဲ့တော့ဒါချိန်နေတော့ကျွန်တော်ထင်တယ်ပါတော့အဲအကြောင်းကျွန်တော်အက်စတန်ဗီလာဘော်ဒီစိုက်တယ်ဗျာအက်စတန်ဗီလာဘော်ဒီစိုက်တယ်ပြီးလို့ရှိရင်ဘူပေါင်းအပေါ်စိုက်ပါ ဒီနေ့ကတော့ဒီလောက်ပါပဲညီကိုရေးအဘတန်နဲ့ဖူလန်ပေါ်မှာဆိုင်တဲ့အဘတန်နဲ့ဘူမောင်းအောက်ပေါ်နော် brand phone နဲ့ SVC brand phone နဲ့ဘူမောင်းအပေါ် man city နဲ့ဘူမောင်းအပေါ်ပါနော် pin hook နဲ့ဘူမောင်းအပေါ်ပါနော် villa နဲ့ဘူမောင်းအပေါ်ရွေးချယ်ထားပါအလုံးအစီအပြေကြပါလေဘောလုံးပေါ်လည်းပေါက်ကြပါလေကြားမှာဆင်းလာကြပါ